ကျမ်းမောင်စ조사နေခဲ့ပေမဲ့လည်းဇယားကိုမကြုံနိုင်တော့ပဲကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ဥမမောင်မြင့်အားလုံးပဲမင်္ဂလာပါဗမိစနောင်းကနေချစ်စွလိုက်ပါတယ်ဥမမောင်မြင့်ကအနည်းပညာလောကမှာဆိုရင်ဝိုင်းရင်တယောက်ဆောင်တယောက်လည်းဖြစ်တဲ့လုံဒရိုက်တာတယောက်လည်းဖြစ်ပါတယ်အနည်းပညာရေးချင်းပြေးွားတဲ့အပြင်ဟိတ်ဟန်ကောင်းတာမို့ကာရက်တာတော်တော်များများနဲ့လိုက်ဖက်ကပေါရအောင်မြင်ခဲ့ပါတယ်ဒါအပြင်တစ်ချိန်တုန်းကပျော်ရိုင်းချက်တဲ့နှင်းစီခိုင်ဖြစ်ခဲ့တဲ့ပြင်းရင်ရဲ့ဖခင်ကြီးလည်းဖြစ်တာပါဒါဖြစ်သူပြင်းရင်ကတော့အောင်မြင်ဆုံးအချိန်မှာဖခင်ဖြစ်သူကအစောကြီးခွဲခွာသွားခဲ့ပါတယ် နှစ်တွေကြာကြီးကြာခဲ့ပြီးတဲ့နောက်မှာတော့ဖခင်ဖြစ်သူဦးမမောင်မြင့်ကလည်းပြင်းငိမ့်နောက်ကိုလိုက်သွားခဲ့ပါပဲ။ဦးမမောင်မြင့်ကအနုပညာလုပ်တယ်မလုပ်တတာအရန်ကိုကြာနေခဲ့ပါပြီ။အင်နာဗျူတွေလည်းမဖြေဆိုပဲအနုပညာလောကကနေအနားယူနေခဲ့တာပါ။ဒါပေမဲ့ပြခရဲရပိုင်းကစပြီးဦးမမောင်မြင့်ရဲ့ဗီဒီယိုတချို့ကဆိုရှယ်မီဒီယာမှာပြန့်နှံ့လာခဲ့ပါတယ်။ဦးမမောင်မြင့်ကအိမ်ရထဲမှာပလန့်လဲကအစာကိုယ်တော်ခက်ခက်ခဲခဲစားနေရတဲ့အခြေအနေဖြစ်နေခဲ့တာပါ။ ။ဇနီးဖြစ်သူကလည်းဦးမမောင်မြင့်ကိုပြုစုရင်းငိုကြွေးနေခဲ့ပါတယ်။ဦးမမောင်မြင့်ကအသက်ရွယ်ရဲ့နောက်ဆက်တွဲအကျိုးဆက်ကြောင့်ဖြစ်လာတဲ့ရောဂါအခြေအနေတွေကိုတွန်းလှန်ဖို့အားလည်းမရှိတော့တာဖြစ်ပါတယ်။လက်ရှိမှာဦးမမောင်မြင့်ကအသက်63နှစ်ရှိနေပြီဖြစ်ပါတယ်။အသက်60ပြည့်နှစ်တုန်းကလည်းမီဒီယာတွေကိုခေါ်ကောင်းမွေးနေ့ပွဲလေးကိုလုံနိုင်ခဲ့သေးတာပေါ့။63နဲ့ဝင်လာတဲ့အချိန်မှသာကျမရဲ့ကတိတိတသားကိုဆုံးဝလာခဲ့ပါတယ်။ အိမ်ရတဲ့လဲတဲ့အထစ်ကိုဖြစ်သွားခဲ့တာပေါ့ဒါကြောင့်မို့လဲမိသားစုဝင်တွေကအနေကပြေဆိုးဆောင်ရှောက်နေကြရတာပေါ့ဒါပေမဲ့ဇယောကိုမကြုံလွန်နိုင်တော့တဲ့အတွက်ဥမမောင်မြင့်ကအသက်63နှစ်မှာပဲလောကကြီးကနေနှုတ်ဆက်ထွက်ခွာသွားပါပြီဥမမောင်မြင့်လောဝိုင်းရင်တယောက်ဆောင်တယောက်ကွမ်းလွန်သွားတဲ့တဲ့ရင်ကြောင့်လူအများကလည်းစိတ်မကောင်းဖြစ်နေကြတာပေါ့ အနုပညာရှင်အတိုင်းဝိုင်းကလည်းစေမကောင်းဖြစ်ကနှမျောတသဖြစ်နေကြတာပေါ့ဥမမောင်မြင့်နဲ့တွဲဖန်းတယောက်ဆောင်ခဲ့တဲ့သူတွေတော်တော်များများလည်းနှမျောနေကြမှာအမှန်ပါပဲဥမမောင်မြင့်အနေနဲ့လည်းပြန်ကျမ်းမာဖို့အတင်းကအတော်လေးရုန်းကန်နေခဲ့ရတာပေါ့ဥမမောင်မြင့်ဟာဥပရိယုတ်ကောင်းတယ်လို့အသံတွေထားကလည်းကောင်းတဲ့သူတယောက်ပေါ့ဩဇာအာဏာကောင်းတာကြောင့်လည်းရုပ်ရှင်ဇာတ်ကားတွေနဲ့ဗီဒီယိုဇာတ်ကားတော်တော်များများမှာပုံဝင်တယောက်ဆောင်ခဲ့ပါတယ်ဒါအပြင်ပရိသတ်တွေရဲ့ယင်းထဲမှာအများရန်ဆွဲနေမဲ့ကြောင်ညာတချို့ကလည်းယနေ့ထိအမှတ်ရနေမှာပေါ့ ဦးမမောင်မြင့်ဟာအသက်အရွယ်ကြီးလာတဲ့အချိန်မှာကြောင်ညာတချို့မှာတရုတ်ဆောင်ကအတော်လေးကိုပောက်ခဲ့ပါတယ်။ကော်ဖီကြောင်ညာပစိုးကြောင်ညာနဲ့ဦးမမောင်မြင့်ကိုပရိသတ်တွေကမျက်လုံးထဲမှာဆွဲနေကြရတာပါ။ဒါအပြင်သူတို့ချစ်ရတဲ့ပြင်းရင်ရဲ့ဖခင်ဆိုပြီးလေးစားချစ်ခင်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းအသက်အရွယ်ရဝေဒနာတွေများလာတဲ့အချိန်မှာလောကကြီးကနေထွက်ခွာသွားရပါပြီ။အခုဆိုရင်ဥမမောင်မြင့်လည်းမရှိတော့သလုံးပြင်းငိမ့်လည်းမရှိတော့တဲ့အတွက်သူတို့ချစ်တဲ့သူတွေအနေနဲ့တရုတ်ဆောင်ခဲ့တဲ့ကြောင်ညာလေးတွေဇကားလေးတွေကိုကြည့်ရင်သာလွမ်းဖြေရတော့မှာပါ နှစ်ယောက်လုံးကအကောင့်သတင်းတွေကြော်ကြားခဲ့တဲ့တရုတ်ဆောင်တွေဖြစ်တာလောကကြီးကနေထွက်ခွာသွားခဲ့ကြတာပေါ့ပရိသတ်တွေကတော့နှစ်ယောက်လုံးကအများနဲ့အမှတ်ရနေကြမှာပေါ့အသက်63နှစ်မှာကွယ်လွန်သွားပြီဖြစ်တဲ့ဦးမမောင်မြင့်အပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းခမမပြပြခဲ့ပါအောင်ရှင်ကြီးစုပေးခဲ့ကြတဲ့အတွက်တရားချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော် ဆက်လက်ပြီး YouTube Channel ကိုလည်း Like and Subscribe လုပ်ဖို့တောင်းဆိုလိုက်ပါစေ။ပရိသတ်တို့တင်ဆက်စေခြင်းနဲ့ကြောင်းရရှင်လည်းခမမရေခဲ့ပေအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။